ပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နေ့လယ်နာရီထိန်းထိရောက်ရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါရှင်နေပြည်တော်နဲ့ပြည်မနာတဝိုက်မှာဒီကနေ့ဂျွန်လ9ရက်နေ့မနက်7နာရီကျော်ကငလင်လှုပ်ခတ်ခဲ့ပြီးကြောင်တက်ချိန်လေးဖြစ်နေတဲ့အတွက်အကြောင်းသားအကြောင်းသူတွေစာတင်ကြောင်းတွေကနေပြေးထွက်ခဲ့ကြပါဗျာ အခုမနက်လှုပ်ခတ်ခဲ့တဲ့ငလျင်ရဲ့ပြင်းအားကိုမသိရပေမဲ့အချိန်နှိုင်းခဲ့ကြတဲ့အတွက်ကလေးတွေလန့်ပြီးကျောင်းပေါ်ကနေအကုန်ပြေးဆင်းကြရတာလို့ပြင်မနာမျိုးကန်တယောက်ကပြောပါရတယ်။အရင်ငလေလှုပ်ခတ်တဲ့အခြေအနေကြောင့်စိုးရင်ကြတဲ့မိဘတွေကစာတင်ကြောင်းရှေ့မှာလာဆောင်နေတဲ့အထီးလုံနေကြတယ်လို့ဆိုပါရယ် စစ်ကောင်စီရဲ့မိုးလေဝသဌာနကတော့ဂျွန်လ9ရက်နေ့မနက်8:17နာရီ52စက္ကန့်အချိန်မှာ နေပြည်တော်လယ်ဝေးမြို့နယ်ရဲ့အနောက်တောင်ဘက်12မိုင်ခန့်အကွာကိုဗဟိုပြုပြီးပြင်းအား၄.၃ညအစင်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီငလင်ဟာမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်း9.8အဆင့်ရှိတဲ့ငလင်အပြီး189ကြိမ်မြောက်လှုပ်ခတ်တဲ့ငလင်ဖြစ်တယ်လို့လည်းသိရပါဗျာရှင်။ ရန်ကုန်မြို့ကဒရာပီစီခါနီဒလာအင်ချံမြေဈေးကွက်တွေပိုတက်လာပြီးဈေးမတည်ငြိမ်တဲ့အတွက်တိမ်တောင်းချီတဲ့အကွက်တွေအယောင်းဝယ်မဖြစ်ဘူးလို့သိရပါဗျ။ဟန္နာသတင်းပေးပို့ထားပါတယ်ရှင်။ရန်ကုန်မြို့ကဒရာစီမံကိန်းကလာမယ့်လေးလအတွင်းပီစီဖို့ခံမှန်းထားကြပြီးဒရာပီစီချိန်နီးလာတာနဲ့အတူဒလာမြို့ဘက်ချမ်းမှရှိတဲ့ဒရာအစင်ဘုံမြောင်လန်းနဲ့အနီးတစ်ဝိုက်ရှိအင်ချံမြေဈေးတွေပိုပြီးလှုပ်ခတ်လာသလိုဈေးအပြောင်းလဲတွေလည်းဖြစ်လာပါဗျ။ ဒါကြောင့်တင်းတောင်းချီတန်တဲ့အင်ချန်မြေတွေအဝယ်လိုက်ပေမဲ့ဈေးမတည်ငြိမ်လို့ပွဲပြက်တာတွေရှိနေတယ်လို့ဒလားမျိုးအခြေဆိုင်အင်ချန်မြေရောင်းဝယ်သူတယောက်ကပြောပါတယ်။လောက်လာရဲမှာလောက်လာတဲ့အမြလည်းမြေွက်ဈေးတွေကမတည်ငြိမ်တော့လေအဲ့လိုမျိုးပေါ့။ရောင်းဝယ်ကစားတာတို့ဘာလို့တော့ကစားနေကြတာတွေပဲအင်ချန်မြေတိုင်းကတော့လေ စားနေကြတယ်ဒါပေမဲ့တခုပဲအဲ့ဒီပေါ်ဈေးနှုန်းတွေပြောင်းလဲဖြစ်တာကြောင့်ဒီမြမတို့အင်အင်ဒီအကျိုးဆောင်တွေအတွက်ကြောင့်နည်းနည်းဒုက္ခဖြစ်ကြတယ်ပထမကကြောင့်တို့ကဒီဈေးနဲ့ရောင်းမယ်လို့ပြောထားတယ်နောက်ကြတော့ရောင်းဝယ်တက်လာနေများဒါပိုင်ရှင်ဆိုတာလည်းကိုယ့်မြေကွက်ကိုကိုယ်ကြိုက်တဲ့ဈေးတော့ခေါ်လို့ရပါတော့ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟိုပြောင်းရနေမြန်မာလည်းနည်းနည်းတော့ဒုက္ခရောက်တာအယောင်းဝယ်လောက်ကားရတယ်တချို့ဟာဆိုလဲပွဲပြက်သွားမျိုးပါကြီးတော့အဲ့လိုမျိုးတောင်ဖြစ်တယ် လက်တလောတသာအစင်ဘုံမြောင်လမ်းမပေါ်ရှိလမ်းဘေးဝဲရာရှိခြံတိုင်းလိုလိုရောင်းချထားပြီးဖြစ်ပြီးပီ60ပီ60ကိုအိမ်အပါမြေကွက်တစ်ကွက်ကို73000အထိပေါ့ဂျီရှင်နေပြီးတိုးကိလျာထားတဲ့နေရာနဲ့မင်းနချင်းဆိုင်မှာရှိတဲ့မြေကွက်ကတော့တိုးကိပိတ်နေတဲ့အတွက်73000နဲ့လွန်ခဲ့တဲ့နှစ်လအတွင်းကအယောင်ဝယ်ဖြစ်ခဲ့တယ်လို့မပြောင်းရွှေ့ရသေးတဲ့အိမ်ပိုင်ရှင်တယောက်ကပြောပါတယ်ဒီဘက်ကငါတို့ဆောင်ခေါ်တာ3 3000ခေါ်တာ3000ခေါ်လာတာ ့အဲ့တိုးပင်ခီကွာနဲ့ဟိုနေ့ဖြစ်သွားရဲဆိုပြီးတော့အဲ့ short ပဲဟုတ်ပါကအင်းရတော့ဘုံလုံးရောင်းဖြတ်ပြီးပါပြီဘာလို့လဲဒီတိုးပင်နဲ့မလို့ရောင်းလိုက်လမ်းမတော်မြို့နယ်နဲ့ကြလားမြို့နယ်ကိုဆက်တွယ်ခြားတဲ့မြေကိုတံတားစီမံကိန်းဟာပြီးခဲ့တဲ့2019ခုနှစ်မေလမှာစတင်ဆက်လုပ်ခဲ့ပြီး2024ခုနှစ်အစောပိုင်းမှာပြီးစီးဖို့လျှာချခဲ့ပေမဲ့ဆေးအနာတင်ပြီးနောက်တံတားတိဆောက်ရေးလုပ်ငန်းတွေကျင့်ကြခဲ့ရတာဖြစ်ပါတယ်။ မြင့်အထက်ပေ160မှာရှိတဲ့အဲ့ဒီသားဟာတရားခံနိုင်ဝန်ရင်းတစည်းကို85တန်တဲ့ယူခွင့်တမတ်ထားပါတယ်။တရားဟာဘုံကြီးလန်းအပြင်ကန္နာလန်းဘက်မှာလည်းအသက်အစင်တစ်ဖက်စီတမတ်ထားပြီးလူသွားလန်းလည်းပါရှိပါတယ်။ဒါအပြင်တရားပေါ်မှာဒလမြုပ်ကိုရီပေးဝေနိုင်မယ်။ရီပိုက်လန်းကိုလည်းတဘာတဲ့တွေ့တန်းသွားဖို့စီမံကိန်းရှိခဲ့ပေမဲ့လက်ရှိအချိန်မှာတော့မတွေ့ရှိရသေးပါဘူး။ရန်ကုန်မြို့ကူးတရားစီမံကိန်းကိုကိုရီးယားနိုင်ငံက ချင်းငွေအမေရိကန်ဒေါ်လာ195.833တန်းနဲ့မြန်မာဘက်ကတန်30ကျော်ထည့်ဝင်ထားပြီးစုစုပေါင်းကုန်ကျစရိတ်အမေရိကန်ဒေါ်လာ188.34တန်းသတ်မှတ်ထားခဲ့ပါတယ်။လက်သလုံးငလင်တန်းထိခိုက်ခံစားခဲ့ရတဲ့မန္တလေးနဲ့ဆက်ဆက်ဒေသခံတွေလည်းနောက်ထပ်ငလင်ဘေးကိုရှောင်ရှားဖို့ဒလအင်ချမ်းမြေဈေးကွက်မှာလာရောက်ယင်းဤမြို့နံသူတွေလည်းရှိလာတယ်လို့အင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူကဖြည့်စွက်ပြပြပါတယ်။ တလောကတော့အမနေမဲ့သူတစ်ယောက်ကိုပေါ့နော်ဒီ AD ဟိုကတော်တော်များများတော့ဟိုဝေယောင်းကစားတဲ့သူတွေများရဲ့အမလက်တလောနေမဲ့သူတစ်ယောက်ပေါ့နော်ဝေယောင်းကစားတဲ့သူတွေများရဲ့ရှင်ဝေပြီးတော့ပြစ်ထားခြင်းတဲ့သူတွေများရဲ့အဲအဲ့လိုမျိုးလူတွေပဲလက်တလောကလာဘာလို့လဲဆိုတော့ဟိုမှမှလည်းမင်းလေးဖတ်မှာတော့ပြင်လို့ကမှာတော့ငလင်ကြီးရဲ့သူတွေများတော့လေ ညတော့ဒီဘက်ကအဝယ်ကြီးကတော်တော်ဆင်းလာကြရလို့တိုက်ပြေးပါရင်မနေချင်တော့ပဲနဲ့မြေကွက်တွေပဲသူကဝယ်ထားပြီးတော့ပေါ့နောက်ကျရင်သူတို့အင်နာဆောက်ချင်လဲဆောက်မယ်မဆောက်ချင်ဟိုမှာသူတို့ကောင်းပါဆိုလို့ရှိရင်လည်းဒီဘက်မှာတော့သူတို့ဝယ်အောင်လုပ်ချင်တာပေါ့အကွက်လေးပေါ့အများစုကတော့အဲ့ဘက်ကနေဆင်းလာပြီးလက်တလုံးတော့ဝယ်ကြအများကြီးလက်တလုံးတလားအင်ချမ်းမြေစည်းကွက်မှာပါမြက်ထက်ဂရမ်မီတွေအဝယ်လိုက်နေပြီစတဲ့၄ထောင်နဲ့၈ထောင်ကြားမီကွက်တွေကတော့အယောင်ဝယ်ဖြစ်နေရလို့အင်ချမ်းမြေအကျိုးဆောင်အများစုကပြောကြပါတယ် ကျမဟန္နာပါမင်္ဂလာတိုင်းစင်ကုမြို့နယ်ရဲကိုစစ်ကောင်စီတပ်ကဂျွန်လ3ရက်နေ့မနက်7:00နာရီဝန်းကျင်မှာလီတောင်ကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဖုန်ကြီးចောင်းဆောင်နေပျက်စီးကုန်တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျာ။ စစ်ကောင်စီတပ်ကစင်ကူးမြို့ပေါ်မှာရှိတဲ့မြသိန်းတန်ဖះရနဲ့ဖះဝန်တွေကဘုံကြီးကျောင်းကိုဖုံဘုံကျဲခဲ့တာဖြစ်ပြီးဘုံကြီးကျောင်းဆောင်နှစ်ဆောင်လုံးလုံဝပြည့်စည်သွားခဲ့ကောရဟန်းတန်ဃာတော်တွေနဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိတာတော့မရှိဘူးလို့ဆိုပါတယ်ဒဒဦးလီဒတ်ဘက်ကနေပြန်တန်းလာတဲ့ Jet Fighter လေယာဉ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲပေါင်300ဘုံကျဲချသွားခဲ့တာလို့စေကူးမြို့နယ်ပါကာဖာပြန်ကြားရေးတာဝန်ခံဖိုတန်မနီက TV ကိုပြောခဲ့ပါဗျ။ ခြေကူးမြို့နယ်ထဲမှာလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိနေပြီးအခြေအနေတွေပုံမှန်မဖြစ်သေးတဲ့အတွက်စစ်ပေးရှောင်ပြည်သူတွေကိုမြို့ပေါ်ပြန်ဝင်မခံသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဇွန်လတရက်နေ့ကလည်းစင်ကူးမြို့နယ်ထဲမှာရှိတဲ့နှက်တောင်ကြီးရွာက Lucky 7 Hotel ကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့အတွက်ဒေသခံပြည်သူအမျိုးသမီး3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကလူနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့သိရပါပါတယ်ရှင်။ နေရာမှာအရေးပေါ်ကယ်ဆယ်ရေးအတွက်တင်နန်းတွေပို့ချခဲ့ပြီးဂျွန်လ၄ရက်နေ့ကတင်နန်းစင်ပွဲပြုလုပ်ခဲ့တယ်လို့နမ်မဲခုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကပြောပါရယ်အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ၃အတွက်တင်နန်းကိုမေလ၅ရက်နေ့ကစတင်ပို့ချခဲ့ပြီးတလပြည့်တဲ့ဂျွန်လ၄ရက်နေ့မှာတင်နန်းစင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်တင်နန်းမှာတင်နန်းသားအယောက်90ကျော်ကို ရှေးဥတနာပြုနည်းတွေမိသက်ပညာရက်တွေမိုင်းနဲ့ပတ်သက်တဲ့ပညာရက်တွေအရေးပေါ်လူနာကယ်ဆယ်နည်းတွေပို့ချပေးခဲ့တယ်လို့အဖွဲ့တာဝန်ရှိသူကပြောပါရယ် ကင်းနီပြည်နယ်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုလေကြောင်းကနေဘုံကျဲမှုဒရုန်းနဲ့ဘုံတိချတိုက်ခိုက်မှုတွေကြောင့်ရှေ့တန်းကမြေပြင်ရဲဘော်တွေဒါမကပဲစစ်ပေးရှောင်ပြည်သူတွေလည်းထိခိုက်ဒဏ်ရာတွေရရှိတာတွေကြုံတွေ့နေရတဲ့အတွက်အရေးပေါ်ကယ်ဆယ်နိုင်ဖို့တနန်းပို့ချရတာဖြစ်တယ်လို့ဆိုပါရစေ။ အရေးပေါ်ကယ်ဆယ်ရေးတင်နှက်ဟာအခုလက်ရှိအပတ်စဉ်၃ထိပြုလုပ်ထားပြီးအပတ်စဉ်၁ကိုပြီးခဲ့တဲ့၂၀၂၄ခုနှစ်နှစ်ဝက်လောက်ကမော်ချီဒေတာမှာပို့ချခဲ့ကောအပတ်စဉ်၂ကိုတော့၂၀၂၅ခုနှစ်ဇန်နဝါရီလမှာပို့ချခဲ့တယ်လို့သိရပါတယ်ရှင်ယာယီအပြည့်ရအကြောင်းကြေညာထားတဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာကြောင့်ရခိုင်နဲ့မကွေးအဆက်ကအမ်ဘဒန်လမ်းပေါ်တိုက်ပွဲတွေပြန့်ဖြစ်နေပြီးစခန်းတချို့ကိုအေအေကတင်းကြောင်သတင်းတွေထွက်နေပါတယ်။ ဆုံးသူအောင်တရေပေးပို့ထားပါတယ်ရှင်ရှာရီအပြည့်အကြောင်းကြီးညာထားတဲ့စစ်တပ်ကစစ်ကြောင်းထိုးတာကြောင့်ရခိုင်နယ်မကွေးအစက်ကအမတန်လမ်းမပေါ်အခုရက်ပိုင်းတိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါဗျ။မေလနာဆုံးပတ်တဲ့ကပဒန်းမြို့ကနေနိုင်ငံဘက်ကို တက်ကူတွေပို့တာဖြစ်ပြီးအဲ့ဒီချိန်တုန်းကလည်းတိုက်ပွဲတွေဟာ MBD တာဝါဂုံးနာထိရောက်ရှိခဲ့ပါဗျ။မနေ့ကနိုင်ငံမှာမနေ့ရှိ ုံး9လောက်ပဲမနေ့ကတနေ့ကုန်ဖြစ်တာဒီနေ့ကတော့မသိရဘူးဟုတ်မနေ့ကတည့်ရက်မှဟိုအရင်ရက်တည့်ရက်မရှိဘူးအဲ့ဒါမှကုန်ကြီးနဲ့နိုင်ရင်ကြားမှာဆိုတော့ဖြစ်တယ်ဟိုမင်းမီးရလဲသုံးပါအဲစက်ဖီနဲ့စင်ကြံကြားမှာတနေ့ကမှဖြစ်ပြီးရဒီနာရွာရီကတော့တိုင်းသူတို့သွားလာနေတာပဲလက်ရှိတောင်ကျော်ပေါ်မှာမိုးရေဇက်တိုက်ရွာနေသလိုမေလနောက်ဆုံးအပတ်တိုက်ပွဲတုန်းကတော့ AA က MPD တာဝါတိုင်းနားမှာရှိတဲ့ကာကင်းစကန်တချို့ကိုသိမ်းပိုက်နိုင်တယ်လို့သတင်းတွေထွက်လာပါတယ် ဒါအပြင်အခုဂျွန်လပထမအပတ်မှာတော့အဲ့တာဝါတိုင်းကုန်းမှာအခြေစိုက်တဲ့စစ်စခန်းကိုပါရှင်းလင်းနိုင်ခဲ့တယ်လို့အတိမပြုတ်နိုင်သေးတဲ့သတင်းတွေထပ်ပြီးထွက်လာနေတဲ့အကြောင်းမကွေးတိုင်းဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါဗျာဒါကြောင့်ဆောင်းကုန်းတွေပိုင်းမှာသူတို့စူးဆောင်းရေးတွေလုပ်တယ်တောက်လျှောက်ပို့တယ်ပေါ့နော်ပို့ပြီးတော့နိုင်ငံကိုတောက်လျှောက်လူများတွေတောက်လျှောက်ပို့နေတယ်အဲလွန်ရောတပတ်ပေါ့တပတ်ခြားတစ်ခါတော့ပို့တယ်အဲအဲ့လိုရှိတယ်ဒါနိုင်ငံမှာသူ့ဝက်မှုရှိတယ်နောက်ဆေးကြောက်မှုတွေရှိတယ်အဲအမေရိကန်ဝန်ရရတယ်ဆိုတော့ဒီ ။ရမမေးတွေပြောရတော့70ဟို85ရာခိုင်နှုန်းတော့တော့ကြေကြတဲ့လောက်ရှိတယ်ပေါ့။ဒါကြောင့်မေလနောက်ဆုံးပတ်နဲ့ဂျွန်လပရမပတ်တဲ့တိုက်ပွဲပြင်းထန်နေခဲ့ကစုံကုံအမြောက်တပ်ကနေလည်းလက်နက်ကြီးပစ်ကူပေးလိရှိတယ်လို့ဆိုပါတယ်။ဒီကိစ္စရင်းနဲ့ပတ်သက်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုမေးမြန်းပေမဲ့ပြန့်ဖြေးတာမရှိသေးသလိုအသေးစိတ်ကိုသိရဖို့ DVB ကဆက်လက်စုံစမ်းနေပါတယ်။နေကံဗျူဟာအနီးတဝိုင်းမှာနေတဲ့တောင်ပေါ်ဒီသားကန်ဒီကတော့အစောပိုင်းတည်းကတင်းရှောင်သွားကြတာကြောင့် ဒီရက်ကအားလုံးရဲ့ဆယ်ရာခိုင်နှုန်းလောက်ပဲကြန့်ရှိတော့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအပြစ်ရက်ကာလကိုဇွန်လ၁ရက်ကနေ30အထိထပ်ပြီးတော့တိုးမြင့်ကြောင်းမေလ31ရက်မှာကျင်းပပြီးနှစ်ရက်အကြာမှာအခုလိုတိုက်ပွဲတွေထပ်ဖြစ်နေတာပါ။ကျွန်တော်စိုးသူအောင်မောမွေးအဲကွာ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  မြန်မာအပါအဝင်နိုင်ငံ12နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံနဲ့ခရီးသွားလာခွင့်ပိတ်ပင်တဲ့ကြေညာချက်တစ်စောင်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျွန်လ၄ရက်နေ့မှာလက်မှတ်ထိုးလိုက်ပါတယ်။အာဖဂန်နစ္စတန်၊မြန်မာ၊ချတ်၊အာဖရိကနိုင်ငံ၊ကွန်ဂိုသမ္မတနိုင်ငံ၊အီကွေဒိုရီယား၊ဂီနီ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဗျာ၊ဆိုမာလီယား၊ဆူဒန်နဲ့ယီမင်တို့ကနိုင်ငံသားတွေကိုဝင်ရောက်ခွင့်အပြေအဝကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဘူရွန်ဒီ၊ကျူဘာ၊လာအို၊ဆီယာလီယွန်၊တိုဂို၊တာကမင်နစ္စတန်နဲ့ဗင်နီဇွဲလားနိုင်ငံတွေကတော့တစိမ့်တစ်ပိုင်းကန့်သတ်ခံရမှာဖြစ်ပါတယ်။ဥပဒေနဲ့ညီညွတ်တဲ့အမြဲတမ်းနေထိုင်သူတွေလက်ရှိဗီဇာကိုင်ဆောင်ထားသူတွေအမေရိကန်အမျိုးသားအကျိုးစီးပွားကိုထမ်းဆောင်နေသူတွေကတော့ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ကော်လိုရာဒိုပြည်နယ်မှာဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့အပြီးမှာတမရဟာဒီကြေညာချက်ကိုထုတ်ပြန်ဖို့နောက်ဆုံးဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ မူလကလေးကစဉ်းစားပြီးသားဖြစ်ပေမဲ့အဲ့ဒီဖြစ်စဉ်ကြောင့်မြ мян ဆန်းဆန်းကြီးညာတာဖြစ်လို့အင်ဖြူရတာဝန်ရှိသူတို့က CNN သတင်းဌာနကိုပြောပါရယ်သမရထရဟာကျမတို့နိုင်ငံကိုလာပြီးကျမတို့ကိုထိခိုက်အောင်လုပ်နေတဲ့ NGO ရဲ့နိုင်ငံသားတွေရဲ့ရန်ကကာကွယ်ပေးဖို့မဲဆွယ်ကတိကိုဖြည့်ဆည်းလိုက်တာဖြစ်တယ်လို့အင်ဖြူရလက်ထောက်ပြန်ကြားရေးအတွင်းဝင် Abigail Jensen က Twitter မှာရေးသားထားပါတယ်ရှင်။ ရုရှားလီဒါစခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့အကြီးစားတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပေါ်တုံ့ပြန်ရလိမ့်မယ်လို့ဗလာဒီမာပူတင်ကပြောကြားခဲ့လို့ဖုန်းဆက်သွယ်လုပ်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးထားပါဗျာ။ ကြာသေးခင်ကလီယင်ခွင်းတွေကိုတိုက်ခိုက်ခဲ့တဲ့အပေါ်မှာအင်မတန်အားကောင်းကောင်းနဲ့တုံ့ပြန်ရလိမ့်မယ်လို့တမရပူတင်ကပြောတယ်လို့ထရန့်ကသူ့ရလူမှုကွန်ရက်မှာရေးသားထားပါဗျ။တနအီကျော်ကြာမြင့်တဲ့ဖုန်းသက်သွယ်မှုဟာရုရှားနဲ့ယူကရိန်းကြားချက်ချင်းချင်းချင်းရယူဖို့ဥမတီနိုင်ခဲ့ဘူးလို့ထရန့်ကသတိပေးပါဗျ။တွေးဆောင်ညီနိုင်မှုတွေကိုယူကရိန်းကနှောက်ယှက်ပေးဖို့ကြိုးစားတယ်လို့ပူတင်ကထရန့်ကိုတိုက်ကြားခဲ့ပြီးယူကရိန်းအစိုးရဟာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်လာပြီလို့ပါဆွဆွဲခဲ့တယ်လို့ဆိုပါဗျ။ ပြည်ရဲ့ပတ်တုံးကတော့ငင်းချမ်းကြီးအားထုတ်မှုမှာပူတင်ဘက်ကမျှော်လိုက်နေမယ်ဆိုရင်အမေရိကန်ရဲ့ရုရှားပေါ်တုံ့ပြန်မှုပြောင်းလဲရလိမ့်မယ်လို့ထရန့်ကသတိပေးခဲ့ပြီးပူတင်ကိုနှစ်ပတ်အတွင်းပြောင်းလဲဖို့ရည်သက်မှတ်ပေးခဲ့ပါတယ်။ဒါပြင်ပူတင် လုံးဝယူသွားပြီးမီးနဲ့ကစားနေတဲ့စတဲ့မှတ်ချက်အမျိုးမျိုးနဲ့လည်းထရန့်ကဝေဖန်ခဲ့ပါသေးတယ်ရှင်။ ချမ်းစီအသင်းဟာအီဆွေတိုက်စင်မိုလီယန်ဒလက်ကိုပေါင်တန်း30နဲ့တရားဝင်စာချုပ်ခေါ်ယူလိုက်ပါတယ်။အသက်22နှစ်ရှိတဲ့မန်စီးတီးအကယ်ဒမီထွက်တိုက်စံမှုဟာမနစ်ကရာသီကအစ်ဆွေအသင်းစီကိုပြောင်းရွှေ့ပြီးသွင်းကို22ကိုသွင်းယူခဲ့တာပါချယ်ဆီအသင်းဟာဒလိုက်ရဲ့စာချုပ်ပါရော့ဂျီဖြစ်တဲ့ပေါင်တန်း30ကိုပေးချေပြီးမန်ယူနော်တန်ဟန်အေဗာဒန်အသင်းတွေထက်လက်ဦးမှုရယူခဲ့ပြီးခေါ်ယူနိုင်ခဲ့တာပါ ။ဒလတ်ကိုရောင်းချမှုကနေမန်စီးတီးက30ရာခိုင်နှုန်းရရှိမှာဖြစ်ပြီးအေးဆွစီပြောင်းရွှေ့စဉ်ကထည့်သွင်းချုပ်ဆိုခဲ့ထားတာပါ။ချဲစီအသင်းဟာလာမယ့်နှစ်ဥရောပချန်ပီယံလိဂ်ကစားခွင့်ပြန်လည်ရရှိမှာဖြစ်ပြီးတိုက်စစ်ပိုင်းတွင်အင်အားဖြည့်တင်မှုလုံဆောင်နိုင်ခဲ့တာဖြစ်ပါရဲ့ရှင်။ TV ရုံးမြင်သံကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုင်းရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်